ရှင်တို့သိမိသွားပြီလားဒိုအေတင်ကိုเนี่ยပြဿနာတက်တဲ့သမီးဆိုးကအဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းတွေကိုတက်နေတယ်ပေါ့နော်ဒိုအေတင်ကိုကသမီးဆိုးကိုပြင်ဦးလင်မျိုးနေရာနဲ့ဥတိုက်ပြီးတော့ဒါဟိုတရားစွဲဆိုတာပေါ့နော် အဲ့တော့အခုတမီးဆိုးအဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကိုလည်းဒေါ်အေတင်ကိုရဲ့အကောင့်မှာအဲ့လိုပုံစံမျိုးနှီးပါတင်ထားတာတွေ့တယ်ဒါဆိုရင်တော့ကျင်းတွေအဖမ်းခံရဖို့နှီးစက်နေပြီပေါ့နော်လူမှုရေးပြဿနာကနေပြီးတော့စကားအနိုင်လူရင်းတဲ့နိုင်ငံရေးတွေအထိပါနိုင်ငံရေးဆိုတာကကြတော့လူတိုင်းရဲ့အထီးထီလွယ်ရှလွယ်တယ်လေနော်ဒီ12ရက်နေ့မနက်မှာပေါ့နော်အွန်လိုင်းဆယ်လေးတမီးဆိုးကိုမင်္ဂလာရောင်၄စိတ်မှာ ဖမ်းခံလိုက်ရတယ်တဲ့အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှကျွန်တော်တို့ရွှေမြောင်ပေးခြင်းနဲ့ဗီဒီယိုဖိုင်တွေကတော့ကျွန်တော်တို့ဒါဒုမုကွင်ဆာမျက်နှာပေါ်မှာဆိုရင်လိုခဲ့တဲ့ရက်ဒီကပွဲဖြစ်ခဲ့တဲ့မတ်သမီးဆိုးဆိုရင်ကျွန်တော်ရန်ကုန်လေစိတ်မှာဖန်ဆီခံရတဲ့ဆိုတဲ့သတင်းကြောင်းရလေးတွေပဲဖြစ်ပါတယ်။အဲဒီနေ့မှာဆိုရင်ပဲကျွန်တော်တို့ဒါရန်ကုန်လေစိတ်မှာဆိုရင်မတ်သမီးဆိုးဖန်ဆီခံရတဲ့ဆိုတဲ့သတင်းတွေရဆိုရင်ကျွန်တော်တို့တွင်တွင်ကြကြထွက်ရှိလာတာပဲဖြစ်ပါတယ်။မတ်သမီးဆိုးကဆိုရင်ကျွန်တော်တို့တော့ဒါအမေရိကမှာနေစဉ်ရောကအစ်တင်ကိုနဲ့ပတ်သက်ပြီး ြောဆိုထားတာတွေရှိတယ်။နောက်ပြီးတော့ကျွန်တော်ဒူတော်တော်များများကိုကျွန်တော်တို့အဲပြောဆိုထားတဲ့ဟာတွေရှိတယ်ပေါ့နော်။အဲဒီကြောင်းရအနေနဲ့ဆက်ဆက်ပြီးတော့ပဲကျွန်တော်မြန်မာပြည်ကိုပြန်လာတဲ့အချိန်မှာအဲမအေတင်ကိုကဒါချိန်တဲ့နေရာကိုသူကရောက်မလာဘူးပေါ့နော်။ကျွန်တော်ရှောင်ပြေးနေတယ်။အခုလိုချိန်မှာတော့ဒါလီစိတ်မှာဖမ်းမိသွားပြီလို့ဒါပြောကြားလာတဲ့ဗီဒီယိုဖိုင်လေးတွေပဲဖြစ်ပါတယ်။ ီဗီဒီယိုဖိုင်ပြေစုံလေးကျွန်တော်လည်းပဲကြည့်ရှုပေးပါအောင်နော်ရှင်းလို့သိပြီးသွားပြီလားတို့အေတင်ကိုနဲ့ပြဿနာတက်တဲ့သမီးဆိုးကအဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းတွေကိုတက်နေတယ်ပေါ့နော်အဲ့ဒါနဲ့ကျမလည်းသမီးဆိုးရဲ့အကောင့်ကိုသွားကြည့်လိုက်တဲ့ခါကျတော့သမီးဆိုးရဲ့အကောင့်က၄ရက်တိတိရှိပြီ online မတက်တာလေ online မသုံးတာ၄ရက်တိတိရှိပါပြီအာတို့အေတင်ကိုကသမီးဆိုးကိုပြင်ဦးလင်မျိုးနေရာနဲ့ဥတိုက်ပြီးတော့ဒါဟိုတရားစွဲဆိုတာပေါ့နော် အဲ့တော့အခုတမီးဆိုးအဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကိုလည်းဒေါ်အေသင်ကိုရဲ့အကောင့်မှာအဲ့လိုပုံစံမျိုးနှီးပါတင်ထားတာတွေ့တယ်ဒါဆိုရင်တော့ကျင်းတီအဖမ်းခံရဖို့နှီးစက်နေပြီပေါ့နော်အတခြားသတင်း page တွေမှာလည်းဒီလိုမျိုးတွေတွေ့တယ်ပေါ့နော်အသူတို့ရဲ့ပြဿနာတွေကကျမတို့နဲ့တော့မဆိုင်ဘူးမှန်ပါတယ်ဒါပေမဲ့ဒေါ်အေသင်ကိုကဒေါ်အေသင်ကိုတို့ဖြစ်တဲ့ပြဿနာအဓိကကတော့လူမှုရေးပြဿနာကနေပြီးတော့စကားအနိုင်လူရင်းနဲ့နိုင်ငံရေးတွေဒီပါနိုင်ငံရေးဆိုတာကကြတော့လူတိုင်းရဲ့အထီး ထိလွယ်ရှလွယ်တယ်လေနော်အဲ့တော့သမီးဆိုးကလည်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တိုက်တယ်ပေါ့ကွယ်အဲသူတင်ထားတဲ့ post အရာဆိုရင်လေအဲဒိုအေးတင်ကိုအနေနဲ့ကလည်းဒီလိုထိလွယ်ရှလွယ်တဲ့နိုင်ငံရေးနဲ့တိုက်ခိုက်ရတဲ့အတွက်သူကလည်းရေစုံမြေစုံလိုက်ပြီးတော့ဒီလိုမျိုးပြန်လဲဖြည့်ရှင်းခိုင်းတာပေါ့အဲ့တော့သူကပြန်လဲပြီးတော့ဒီပြဿနာကိုဖြည့်ရှင်းပြီးရင်ဒီအမှုကိုဟိုပြန်ပြီးရုပ်သုံးပြီးမှတ်တဘောမှာရှိတယ်မဖြည့်ရှင်းဘဲနဲ့ရှောင်ပုံးနေလို့သူကလည်းတရားစွဲဆိုတယ်လို့တင်ထားတာတွေ့တယ်ပေါ့နော်အခုကတော့မိသွားပြီထင်တယ်အဲတခုရှိတာကအာတမိဆိုးကအမေရိကန် နိုင်ငံသားခံယူထားတာဖြစ်တဲ့အတွက်သူတို့ရဲ့အမှုကဘယ်လိုပုံစံမျိုးတွေဖြစ်လာအောင်မလဲတော့မသိဘူးပေါ့နော်။ဒါတော့သတင်းတွေကတော့ထပ်ပြီးတော့တက်လာအောင်ပါပါနော်။စနေရနေ့မနက်မှာပေါ့နော် online ဆယ်လေးတမီးစိုးကိုမင်္ဂလာတောင်လေးစိမ့်မှာဖမ်းခံလိုက်ရတယ်တဲ့ဟိုအတင်ကိုဆွဲထားတဲ့အမှုပြာလားတခြားအမှုတွေလားတော့မသိရသေးဘူးပေါ့နော်ဒါပေမဲ့အမှုတွေထပ်တိုးဖို့ရှိတယ်ဆိုရအောင်ကြားရတယ်ပေါ့နော်ဒါတွေဆက်ဖြစ်မလဲဆိုတော့တတိချာချာတော့မသိရသေးဘူး အခုကတော့ဖန်ခံလိုက်ရတယ်ပေါ့နော်။တမီဆိုဖန်ခံလိုက်ရတယ်။အဲ့လောက်ပဲတည်ရသေးတယ်ပေါ့နော်။အခုလေ line ပေါ်မှာဖြစ်ပြက်နေတာကြည်ပြီးမှဟိုအရင်ကလေးကလည်းအဲ့လိုပြောချင်တာပေါ့နော်။ဒါပေမဲ့အခုအဲတာတကပြောရရင်ပို့ပြီးမှရှင်းတယ်။တမီမိုက်ဆိုလားတမီဆိုးဆိုလားပါလားတဲ့။အဲသူ့လိုမျိုးသင်ခန်းစာရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ကိုပြန်သွားမယ့်နေရာကိုနော်ဒီလိုဒီလိုတွေအပြေမှာမတွေ့ကြတော့မှမဟုတ်ဘူးကွယ်ပြောမယ်ဆိုရင်ရှာပါဇက်ပါတယ် ရှာရိုးမရှိဘူးပြောချင်တိုင်းပြောတယ်ပြောလို့ရတယ်ဆိုတဲ့စကားတိုင်းအိုးဆိုးပတ်ဆက်ရုပ်ပြက်ဆင်းပြက်ပြောတာနော်ဒါသူပြောတာဆိုရင်တယောက်ထင်းမဟုတ်ဘူးနော်ဒါအခုလိုက်တာဆိုလို့တယောက်ပဲရှိသေးတယ်သူပြောထားတဲ့လူတွေအကုန်လုံးဝိုင်းပွေနေအောင်သူ့ရဲ့မျက်နှာကမိုးချုပ်သွားနိုင်တယ်ပြောမယ်ဆိုရင်ပေါ့သူပြောထားတဲ့လူတွေမနေမနှောဘူး ဲ့နေရာကိုသူပြန်မရောက်တော့ဘူးကြနေတာပဲပြောမယ်ဆိုရင်ပေါ့နော်အတိတ်တရားရှိတဲ့နဲ့ကို့ပါဇက်ပြောလို့ရတယ်ဆိုတိုင်းပြောမယ်ဆိုလူတိုင်းပြောတတ်တာပေါ့ဘလို့နေနေဟုတ်ကမဟုတ်ကကဲသူများနာပါစေသူများခံစားရခက်ပြီးလာခက်ပြီးဆိုတဲ့စကားတွေလူတိုင်းပြောတတ်တယ်လေဟုတ်တယ်နော်ဒီစကားကတော့ပြောလိုက်ရင်သူယင်ဘက်ကိုဟိုလှန်နဲ့ထိုးလို့ဖြစ်မယ်ဆိုတာလူတိုင်းရွေးပြီးပြောတတ်တယ်ပြီးအဆဲလူတိုင်းလည်းဆဲတတ်တယ်အိုးဆိုးပါဇက်ဆဲတတ်တယ် ပြောမယ်ဆိုရင်ပြောလို့ရတိုင်းပြောရမယ့်စကားမှမဟုတ်တာမဟုတ်လားအခုဆိုရင်တယောက်တည်းမလို့တော့အမှန်ဆို तू ပြောထားတဲ့လူအများကြီးပဲ तू ဝိုင်းဒီမှာအုပ်မယ်ပုတ်မယ်ဆိုရင်တော့မှ तू မျက်နှာမိုးချုပ်သွားနိုင်တယ်ပြောမယ်ဆိုရင်ဒါကိုမြင်ရတဲ့ဥစ္စာပေါ့နော်ကျမကျတော့လေလူတယောက်ကအမှန်တရားကိုဝင်ပြောတယ်တစ်ခါပေါ့နော်တစ်ခါပြောတယ်နှစ်ခါပြောတယ်ဆိုရပြီဒါမဲ့ပါလီယံငပိချက်အာအကုန်လျှောက်ပြောနေတဲ့သူကိုလည်းကျမဆိုရင်တိတ်ကြည့်မရတတ်ဘူးအနေရတကားပေါ့နော် तू မျက်ချီးပါသေးပေါက်ကအစလိုက်ပြီး းပွားဝေဖန်တယ်ကိုယ့်ရဲ့မျက်ချီမမြင်ဘူးသူများရဲ့မျက်ချီပဲမြင်တယ်အဲ့လိုလူမျိုးကိုဆိုကျမလည်းအေးဘယ်လိုပြောမလဲမကြိုက်ဘူးကိုလေသူများကိုလိုက်မဝေဖန်ပြောလဲမပြောတာမဲအခုအဖြစ်ပြက်ကိုကြည့်ရဩတော်တော်ပဲဒါတယောက်ထဲမလို့နော်သူပြောထားတဲ့လူတွေတော့အကုန်လုံးညက်ပိတ်ပြီးသူ့ကိုပြောမယ်ဆိုအချက်တကွဲအကျိုးနှင်းဖြစ်မှာသူပြောတဲ့အကြောင်းအရာတွေကတကယ်မှန်ဤမှန်ဤမဟုတ်ဘူးသူ line ပေါ်မှာပြောလို့ရတိုင်းပြောတာတကယ်တကယ် ပြောရမေးဂျက်နဲ့ကွက်နဲ့ရှင်းဟဲဆိုရင်ရှင်းစရာဘာမှရှိဘူးမရှိတော့ထွက်ပြေးရမှာပဲလေမဟုတ်ဘူးလားထိတ်တိုက်တို့ရင်ဂျက်နဲ့ကွက်နဲ့ကဲဒီအချက်ကဘာလို့ပြောလဲဒီအချက်ကဘာလို့ပြောလဲမေးလိုက်ရင်သူ့မှာပြောစရာစကားမရှိဘူးဟုတ်တယ်နော်အဲ့ဆိုတော့အချက်ကွဲတော့မှာအကြတော့ပြေးပြေးနိုင်မှတော့ကကြမယ်ပေါ့နော်ဖနောင်းနဲ့တင်ပါတကားနဲ့ကြအောင်ပြေးပြေးနိုင်မှတော့ကကြမယ်အနေထားမျိုးဖြစ်သွားတယ်ရှင်အဲ့ဒါကြောင့်မို့ပါဇက်ရှိတယ်လူတိုင်းပါဇက်ရှိတယ် အဲ့တော့ရှာအယိုးမရှိတဲ့ယာကိုကကိုဘလို့ပြပြပြောလို့ရတယ်ဆိုတိုင်းစကားဆိုတာပြောလို့မကောင်းဘူးနှုတ်ကြောင့်တည်တယ်နော်အလကားစကပုံထားတာမဟုတ်ဘူးအဲ့ဒါတင်ကန်းစာအကြီးကြီးယူတင်တယ်အဲတချို့တွေဆိုလိုင်းပွားနဲ့ကီးဘုတ်ဖိုက်တာလုပ်ပြီးတအားပြောတယ်အဲ့လိုလူမျိုးတွေတင်ကန်းစာယူကြ သမီးစိုးကိုတွေးရင်တင်းတရာပေးမယ်ဆိုပြီးအတင်ကိုကပြောထားတယ်ပေါ့နော် အစကတော့သမီးစိုးကရွှေတောင်ချာမှာတဲ့သူနေတာပေါ့နော်တကယ်လက်တွေ့ရကြတော့တကယ်တကုံစိတ်ကန်းဖြစ်နေတယ်တော်ကြီးတကုံစိတ်ကန်းလေအဲ့တော့ကျမတို့ ਨੇ နီးစက်တယ်လေနီးစက်တဲ့အခါကျတော့တကုံစိတ်ကန်းအနည်းပါဝင်ခြင်းအားလူတွေအတွက်တင်းတရာရဖို့အတွက်အရန်အခွင့်ရညာတယ်လေအဲ့ဒီအခါကျတော့ကျမဈေးရောက်လာပြီးသူ့ကိုပဲရှာတော့မယ်ရှင်အဲကျမလည်းသမီးစိုးကိုကြည့်ရတာလေသမီးစိုးကိုကြည့်ရတာဘယ်လိုဖြစ်လဲဆိုတော့ အမေရိကန်မှာနေတော့ကတော့တကက်ဇိုးကြီးပေါ့ကွာဖိုင်တာကြီးတည်ရမလားတကက်ဖိုင်တာကြီး तू ဖျဲမယ်ပေါ့ဟာ तू အရန်ဇိုးပါပေါ့နော်အဲပြီးလဲပြီးတော့အခုလည်းရောက်လဲရောက်တော့တကက်နှဲ့ဇိုးကြီးတော့မန္တလေးမှာပတ်ပတ်ပြီးတော့ပြေးနေတာသိလားပတ်ပတ်ပြီးပြေးနေတာပြီးတော့လဲ तू ကို तू အရန် तू तू အပူမီးတွေကြွနေတာကို तू ခင်ဗျာဖုံးဖိပြီးတော့လေအဲမန္တလေးဖျားမှာ तू ဘယ်လိုပျော်နေရပါလဲပေါ့ तू မိသားစုနဲ့ဘယ်လိုအေးချမ်းနေပါလဲပေါ့ဆိုပြီးတော့လေ तू မှလည်း အတင်းနေဟန်လုပ်ပြီးတော့ဇွအေးချမ်းပြနေရတာကြည့်ပြီးတော့စိတ်မကောင်းกว่าတိလာအဲ့တော့အော်လို့သူခမားလို့အာလူတစ်ဖက်သားကိုမစီမဆိုင်ဇွမတရားတွေသူဟောဝေဖန်စော်ကားခဲ့ပြီးတော့အခုရှာမှသူ့မလေးခွေးပြွက်ပြေးနေရတာလေနော်ကြောက်စရာကြီးတိလာအဲ့ဒါကြောင့်မလို့လေ အဲအခုကျမတို့ကတော့300ရဖို့အတွက်ရှာမှာပေါ့နော်ကျမဒီနေ့ဈေးရောင်းလာပြီ300ရဖို့အတွက်ရှာမှာပါအဲ့ဒီတော့ရှင်တို့လည်းလမ်းမှာသပင်ကောက်ကောက်နဲ့နှကန်းကြီးရဲရဲတောက်တောက်ကပလီပုံစံတွေ့ရဆိုရင်အနောက်ကသပင်ဟောတာမလွတ်တန်းတာစွဲပြီးတော့အေတင်ကိုရှိတာမြန်မြန်ပို့လိုက်ကြပါကျမလည်း300လည်းရဖို့အတွက်ကျမလည်းသပင်ကောက်ကောက်နဲ့တွေ့ရင်စွဲပြီးတော့ဟိုအေတင်ကိုရှိပြေးပါမယ်ရှင်အဲ့ဒီတော့ပြီးတော့လည်းကျမတို့300တက်လည်းအဲ့ဒီလိုတနိုင်ငံလုံးကိုဒုက္ခပေးနေတယ်သမီးစုငိမ့်ညမ်းမကြီးကိုလည်းကြာရှုံးကန်ကိုကျမအယမ်းမြင်ကြလို့ ပါဟိုသူကလို့စိတ်ကောင်းမရှိဘူးပဲပြောပြောပေါ့နော်ဥပုတ်တယ်ပဲပြောပြောပေါ့ဘလို့ပဲဖြစ်ဖြစ်ပေါ့ကွယ်သိရမလားသိတရားလဲရမယ်ကြတဲ့တုံးမကြီးငိန်ချမ်းမကြီးကိုလည်းကြာဆုံးကန်းကိုလည်းမြင်ရမယ်ကဲဘလောက်ကျင်းနေစရာကောင်းလဲဟမ်အမေရိကမှာနေတော့တကယ်ဖိုက်တာမကြီးပေါ့လေလူတကာကိုဖျဲတာလေလူတကာကိုဖျဲတဲ့ဖိုက်တာမကြီးအခုလည်းရောက်လဲရောက်ပေါ့အမိကိုကောင်းနေရပဲမအေးတဲ့ကိုဟိုလေကျမတို့ကလေအနောက်ကနေပြီးတော့လေ အဲမြောက်ပေးတာလည်းမဟုတ်ဘူးเนาะမြောက်ပေးတာလည်းမဟုတ်လုတ်ပါလို့ဆုံးထိလိုက်ပါလို့ကျမတို့ကတော့ကျင်တ်တယ်ဆုံးထိလိုက်ပါမယ့်အဲ့တင်ကြီးโอเคကျွန်တော်ပြပိုင်းနေရဒီလောက်ပါခင်ဗျာဒါကတော့လူတကာကိုလိုက်ပြီး blame နေတဲ့မတ်သမီးစုကိုဖန်စီခံရတဲ့တရင်ចောင်းရလေးနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပြပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာเนาะဒီမတ်သမီးစိုးဆိုတာဆိုရင်ကျွန်တော်တို့ဒါအမေရိကမှာနေတယ်ဗောနော်အမေရိကမှာနေပြီးတော့မြန်မာပြည်ပွားဖြစ်ပြီးမြဲအမေရိကနိုင်ငံသားခံယူထားတဲ့အတွက်ကြောင့်အမေရိကမှာနေတယ် အမေရိကမှာနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မြန်မာပြည်ကလူတွေကိုကျွန်တော် brain ကျင်တိုင်း brain နဲ့ပြောကျင်တိုင်းပြောတယ်ပေါ့နော်အဲပြောတဲ့ချိန် ပြောတဲ့တဲမှာဆိုရင်ကျွန်တော်တို့ဒါကာမန်သူတွေတွေမဟုတ်ဘူးရုပ်ရှင်မင်းသားမင်းသမီးတွေအကုန်ပါတယ်နော်သူပြောရတဲ့မှာဘုမို့ရွှေကြီးမလို့ပူကြပြုခင်မလို့ဘူးစုပွန့်ထွားတော်တော်များများပါတယ်ဗျာကျွန်တော်ဝင်ကြည့်ရတဲ့လောက်ဆိုလေ ဝိသမယဘွေတိုင်းနဲ့ပါတကူသမယတို့လည်းပရင်းနဲ့ဘာဘူးဝိုင်မအီတင်ကိုလို့ဆိုရင်ပြောထားတာကျွန်တော်တို့ကနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါပူဆိုးပတ်ဆက်ဗျာဆိုကြောက်ကြလေးတော်မှနားမခံနိုင်တဲ့စကားလုံးတွေနဲ့ပြောထားတယ်ပေါ့နော်ဒီဖြစ်ပျက်လေးကတကယ်တော့မှနမူနာယူစရာဖြစ်ပျက်လေးပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကနိုင်ငံခြားမှာနေတယ်ဆိုပေမဲ့ကိုကတသက်လုံးနေမှာလားမြန်မာမိကိုအကြောင်းမျိုးမျိုးအကြောင်းတစ်ခေါက်တလေတောင်ပြန်မလာတော့ဘူးလားဒါဆိုရင်တော့ကျွန်တော်ပြောချင်တာပြောလို့ရပါတယ်ပြောချင်တိုင်းပြောလို့ရပါတယ် တို့ပဲဒီကျွန်တော်မြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်မျိုးကြရယ်เนาะညီဆိုးနိုင်နေပေါ့เนาะကျွန်တော်တို့ကခုလိုမျိုးသူပြန်လာတဲ့အချိန်မျိုးမှာခံနေသူတွေကတော့ခံနေကျွန်တော်တို့ကပြန်မပြောတဲ့သူတွေကမပြောဘူးလို့မျိုးမဲ့အစ်တင်ကိုလိုမျိုးပြန်ပြီးတော့အမှုဖွင့်တဲ့သူတွေရှိလာမယ်လိုက်ပြီးတော့စောက်ဖန်တဲ့သူတွေရှိလာမယ်ဆိုရင်เนาะ တကယ်မှအန်ဒီအများတယ်ဗောနကျွန်တော်ပြီးနိုင်ငံခြားရင်ဗောကျွန်တော်တို့ကမြန်မာပြည်ကလူတွေဘရင်းနေတိုင်းဘရင်းနေဆိုရင်တော့မြန်မာပြည်ကိုပြန်လာတဲ့အချိန်မျိုးကြရင်တော့ဒါအဖန့်ခံရဖို့တေးကြတယ်ဗောနော်ဒါကတော့ကျွန်တော်ကဒီကြောင်းရလေးကိုဥပမာထားပြီးတော့ပြောပြခြင်းပဲဖြစ်ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာတော့ဒါမတ်သမီးဆိုတော့ဒါအဖန့်ခံလိုက်ရပြီဆိုတော့သတင်းတွေတက်တယ်မအေးတင်ကိုရဲ့ကျွန်တော်တို့ဒါ Facebook အကောင့်တွေမှာလည်းဒါအတိအကျကြီးပုံစံမဟုတ်ရင်တော်တော်များများတင်ထားတာတွေ့ရတယ်ဗောနော်ဒါအဖန့်ခံရပြီဆိုတော့တေးကြပြီလားအများကြီးပြဖို့တွေအများကြီးတင်ထားတယ်ဗောနော် လွန်ခဲ့တဲ့ရက်တွေကလည်းကျွန်တော်တို့ကတော့မအင်တင်ကွာသူ့ကိုမန္တလေးမှာဆိုလို့မန္တလေးမှာဆိုလေဒါချိန်းနေပေါ့တော့သူချိန်းတဲ့နေရာကိုရောက်အောင်မလာခဲ့ဘူးမလာတဲ့ပြည်အောင်မှကျွန်တော်တို့ရန်ကုန်ပြန်သွားပြီးတော့ကျွန်တော်ရွှေတောင်ချောင်းကိုလာခဲ့ဆိုပြီးတော့သူကထပ်ပြီးစင်ခေါ်တယ်ပေါ့နော်အဲ့ဒီချိန်မှာလည်းကျွန်တော်တို့ကမအင်တင်ကွာဆိုရင်ကျွန်တော်တို့ကဝရမ်းပုံစံနဲ့ပေါ့နော်ဒါသူ့ကိုတွေ့တဲ့လူရှိရင်ဖမ်းပြီးပါတိန်းဒီယာပေးမယ်ဆိုပြီးတော့လေဒါကြည်ကြဲပြင်းပြန်လေးလေးဖြစ်သွားတယ်ပေါ့နော်ဒါတော့ပြောချင်တာကတော့ဘာပဲလှုပ်လှုပ်ကျွန်တော်တို့ကတတိတရားလေးနဲ့လှုပ်ဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်တို့ကဒီဘက်မှာနေရတယ်ဆိုပေမဲ့လည်း ကျွန်တော်မြန်မာပြည်တွေကိုတသက်လုံးပြန်မလာတော့ဘူးဆိုရင်တော့လည်းပြောချင်တာပြောလို့ရတာပေါ့နော်အခုလိုမျိုးလယ်ရီပိုင်ပြန်လာမယ်ဆိုရင်တော့ကိုဘရင်းခဲ့တဲ့လူတွေကမခံနိုင်လို့အမှုဖွင့်ရင်တော့အာဖမ်းဆီးခံရမှာပဲပေါ့နော်ဟုတ်ကဲ့ကြီးစုအပြင်မြတ်တော့ချင်းတောင်လေကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ပြီးတော့ကျွန်တော်ပြန်လဲဆုံပြကြပါမယ်နော်